အားလုံးပဲမင်္ဂလာပါຫນွေဦးနော်ရတင် YouTube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ကတော့တောင်းကြီးပဲဖြစ်ပါတယ်အခုဖက်ပြပေးမှာကတော့ဆရာကြီးချစ်စိန်လွင်ရေးသားထားတဲ့ဂုံးမောင်ခဲစောင်းကြမြိုင်မှတ်တမ်းဖြစ်ပါတယ်ခင်ဗျာ တန်ရက်ကိုရည်ထင်၍တဏဘိမသမုဒိယတို့သည်မိန္ဒယာကြီးဖျားအားလောဘနှင့်ဒေါသတို့ကို ဖြစ်ပွားစေခဲ့ပါလေတဲ့မင်္ဂလာကိုလိုရှိသောသူတော်စင်တို့သည်ပြစ်ဆုံးပန်တဲ့တဲ့ကိုသာရှုလေရှိမှန်းဘဝရှင်မိန္ဒယာကြီးဖျားသိပါရဲတို့အသိပင်သိတော်ညာလေအတိတ်ကိုအတိတ်တွင်မထားနိုင်ခဲ့သဖြင့်ထိုအတိတ်မှာအရေးကြီးဖန်ဆောင်မှုကြောင့်မိန္ဒယာကြီးဖျားရွှေစိတ်တော်ညိုအလိုတော်မကျဖြစ်နေရပါတယ်ဘောင်းတော်ငိမ့်ရင်စိတ်တော်တည်ကြရသည့်ဝိညာဉ်များအတွင်းဝင်များ လက်ဆွဲတော်ကြီးများသည်မင်းဒီယာကြီးဖျား၏အလို့ဆန္ဒတော်တို့ကိုအစွမ်းကြိုးစားဖြည့်ဆွမ်းကြဖို့သူထံကအလူရဲ့လုံပန်းနေကြပါတယ်ထိုအဖြစ်မျိုးကိုမလိုလားကြသောကင်းဝင်မင်းကြီးဦးကောင်းနှင့်ရွှေပြည်ဝင်ကြီးဦးဖိုးလိုင်တို့ကလက်ဆွဲတော်ကြီးဦးရွှေမောင်ကြီးအားမင်းဒီယာကြီးဖျားကိုတတိတော်မဆက်ရကောင်းလားဟုကြိမ်မောင်းမှန်းမင်းနေကြပါတယ်စီတော်ကြီးကိုစေတန်းသည့်ဂန်သိန်းသဘောနှင့်စူပူကြိမ်မောင်းနေကြရပေမဲ့ပညာရှိသူများပြီးပြီးမင်းကြီးဦးကောင်းရောရွှေပြည်ဝင်ကြီးဦးဖိုးလိုင်တို့ပါတားဆီး၍ရမည်မဟုတ်ကြောင်းကိုတော့သိကြပါတယ် အနုဒိယကိုခိနေတာကအပေခံသည့်အဖြစ်ကရင်းနေတရားကောင်းလာသည်ဟုပညာရှိဝင်းကြီးများသိရှိကြတော့လဲပြင်းပြစွာလောင်လောက်မြိုင်ဆဲဖြစ်သောခိရီတာအဘူမီကိုယုတ်ချီအင်းချင်းစီရင်မတက်နိုင်ကြသေးပါတဖြည်းဖြည်းမှအခါခွင့်ကိုကြည့်၍တင်းလျှောက်ကြရန်တိုင်ပင်ထားကြပါလိမ့်တယ်အရေးသုံးမှနားမလဲပါကမရဏလန်းသို့အချိန်မီ၍ဖြက်လန်းကမြန်းနိုင်သည့်အခါသမယပင်ဖြစ်ပါလိမ့်တယ်ပင်လေသာဦးရွှေမောင်ကြီးလဲကင်းဝင်မင်းနှင့်ရွှေပြည်ဝင်ကြီးတို့မကြမကြာ မေနီယာကြီးဖျားအတွက်နှင့်ပတ်သက်၍စူပူချိန်မောင်းခြင်းခံရသည့်ကားကြောင့်၎င်းကိုယ်တိုင်ဆောင်းချောက်ထိမ့်သိမ့်နေရသည့်ဆောင်းတော်ကူမတန်းတွင်ပါဝင်နေသောမိဖုရားများဆောင်းတော်ကူရင်များပြက်ကွက်တင်းချောင်လာခဲ့သည်မှာနလာကျော်သုံးလနီးပါးရှိနေသည်ဟုတကြောင်ကြောင့်မေနီယာကြီးဖျားအတင်းလျှောက်စူးစမ်းတော်မူရန်အခါခွင့်ကိုစောင့်နေစဲတွင်နေရင်ညီနာခံအားယူစရာဘန်းကုံတော်အုတ်တိုက်သို့မေနီယာကြီးဝင်ရောက်ခါစားပါလေတဲ့မေနီယာကြီးဖျားအဘတော်ရောက်ရှိပြီးနောက်ချီတော်ဥခိုက်ကရွှေနတော်သို့တင်လျှောက်ပါတယ် မှန်လားပါမင်းတရားကြီးဖျားကြီးညစဉ်ဆောင်းတော်ကုမတန်းရမိဖျားများကြီးဆောင်းတော်တို့မကြွချီမှုပဲရှိနေခဲ့ဒီမှာရက်လာပင်အတန်ငယ်ကြာကြောင်း၍ပြက်ကွက်ချင်းရှိခဲ့ရှိခဲ့သည်တို့ကိုကျွန်တော်မျိုးကြီးအားလှဲ့ကြမိဖျားများအမေတော်ရှိနေကြောင်းပါဖျားဟုတ်ပြီတဗျာဟုတ်ပြီတဗျာငောင်ကိုယ်တော်မြတ်ကြီးရွှေစိတ်တော်အတွင်းဝဲထူးခြားသည့်ချင်းချင်းအာသာတတ်ကြောင့်မိဖျားများဆောင်းတော်နှင့်လမ်းစားပြနေရခြင်းပဲကဘဲငမောင်ကြီးရဲ့ မိဖုရားကြီးများရွှေနေတော်သို့မြည်သူသောအကြောင်းပြချက်ကိုကျွန်တော်မျိုးကြီးတင် जा လျှောက်ထားရမှာမည်မင်းတရားကြီးဖျားဒီလိုပါငမောင်ကြီးကငါကိုယ်တော်မြတ်စိန်ဝန်းတော်ဝဲတိန်နီမင်းကလေးကိုသာဆွဲလန်းတော်မူမိသည်ကြောင့်တိန်နီမင်းသမီးတော်နဲ့ပဲမှု့ရုံနေမိတယ်ငမောင်ကြီးရဲ့မင်းသမီးလေးရအသက်ပင်ငယ်တော်လဲငါကိုယ်တော်မြတ်ကြီးအလိုတော်အလိုက်အကြိုက်စောင့်နိုင်ပေတယ်မှန်တော်မူပါသည်ဖျားစိန်ပေါင်မုံနှင့်မုံပြသလတ်တို့သည်စံမုံညံချီးဖြင့်ပြုလုပ်ထားကြပါသည်ဖျားထို့အတူ 30နှစ်ကောထာတာအစုဝင်းချင်းတူသည့်မိမသားချင်းများဖြစ်ပါ၍တိန်နီမင်းသမီးလေးဖျားနှင့်အရှင်ဤမိဖျားကြီးများလည်းတူညီကြောင်းရွှေနတော်ဆက်သာပါသည်ဖျားပြောမယုံ ကြုံဘူးမှတိမပြားမောင်ကြီးဟာနေငါငါကိုယ်တော်မြတ်ကြီးကိုတရားပြနေသည်ထင်မှာတီးခံတော်မူပါဖျားကျွန်တော်မျိုးကြီးဘဝရှင်မင်းတရားကြီးဖျားကိုเจ้าတိုင်ကျန်တဲ့ဆရာတော်ဖျားကြီးကိုစာသင်ပြုပေးနေသည့်เจ้าသားတငယ်သဘောမျိုးမဟုတ်ရကြောင်းပါဖျားကျွန်တော်မျိုးကြီးတင်ရှောင်းရခြင်းမှာလဲ မိဖုရားကြီးများဤမြင့်မိန်တော်ရှာပြေကိုစိုးရင်နှောင်းလို့ကြောင်းကြတော်မူမိဒီကြောင့်ပါဖုရားဒါလိုဖြင့်ရှိပါစေတော့နေမတိသေးသည်ဆိုသည်လည်းပြောပါမိပါလက်ထံမင်္ဂလာပွဲစင်တွဲကနီးညီတော်မင်းနံကိုမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးဂိယုထားတော်မူ၍ချွတ်တော်မူရန်ခေါ်ဆောင်သွားစဉ်လန်ခီမြောင်မကြီးကိုပြပြီးတရုသမီးဗရဏကလျာဏီမင်းသမီးလေးနဲ့ဒီမြောင်မဘသူကလှသည်ညီတော်ဟုအမေတော်ရှိသည့်အတွက် ညီတော်မင်းနဲ့စိတ်ဝဲဘုရားသခင်ပေါ်စိတ်တော်ခူသွားသည်ပဲငမောင်ကြီးရဲ့မှန်လားပါလူလောကဝယ်လာကြွယ်သည်ဟုတင်စားနေရသည်ဗတ္တကလျာဏီမင်းသမီးလေးနှင့်မြောက်မနိုင်ရှင်ပြသသည့်အတွက်ဘုရားသခင်ကိုတော်မြတ်ကြီးပေါ်ညီတော်မင်းနဲ့စိတ်ကွက်ရခြင်းဖြစ်ပါသည်ဖျားအေးအဲ့ဒီအချိန်ကညီတော်မင်းနဲ့ဟာကလျာဏီမင်းသမီးထံချောသည်လှသည်များကိုအမြင်ပူးသေးကပဲငမောင်ကြီးရဲ့တဟာကြောင့်မြောက်မနဲ့နိုင်ရင်လေခြင်းဟုဆွဲထင်တော်မူသည်ကိုသိရှိနေတဲ့မြတ်စွာဘုရားသခင်ဟာ ညီတော်မင်းနံကိုနှက်ပြီး၆ထက်စွန့်ခံကောသွားတော်မူသည့်အခါကျမှနတ်သမီးတွေကိုမြင်တွေ့တဲ့ညီတော်မင်းနံဟာနတ်သမီးတွေရဲ့အလှကွန်ရဲ့မင်းသက်မိပြီးတွေ့ဝေငေးနေတဲ့အခါမိတော်မူတဲ့ဘုရားသခင်ကိုတော်မြတ်ကြီးကိုဗတ္တကလေးဟာဒီနတ်သမီးများနဲ့တူရှင်ပါလျင်မြောက်မကြီးလိုသာဖြစ်ပါသည်ဖျားဟုတင်လျှောက်သည့်ပုံမှန်အတိုင်းငါမိဘရားတွေကိုလည်းတိန်နီမင်းသမီးလေးနဲ့ရှင်တိုင်းကြည့်မိသည့်အကြောင်းအချက်အချက်ဆောင်းတော်ကူးရဲ့ပြက်ွက်ရသည်ပါငမောင်ကြီးက မင်းရည်ကြီးဖျားလေးဥရွှေမောင်ကြီးဟာစိတ်ရှိလက်ရှိရှင်းလင်းမိန်တော်မူပါれ။ကြားရသည့်စကားများကိုဥရွှေမောင်ကြီးလည်းတပ်ပြင်းချရင်းညင်သက်စွာနားထောင်ရမှာတပါတခြားမရှိပါ။မိကျောင်းမင်းရေခင်များသည်လား။ဆရာတော်ကိုစာချမိသောကျောင်းသားသူငယ်ကဲ့သို့နှုတ်ဆက်နေရပါလေတဲ့။မင်းရည်ကြီးဖျားဖြစ်ပြနေပုံလုံးစုံကိုရိတ်စားမိကြသောပါနဲ့လိန်ပါကြသည့်မိဖုရားဖြစ်သောစိန်နှုံးမိဖုရားနှင့်စင်ပြူမရှင်အလယ်နမတော်ကြီးတို့ကောင်းကြီးရိုက်တိုင်ပင်နေသည်တို့ကိုလည်းဥရွှေမောင်ကြီးစဉ်းစားမိလာပါတော့တယ်။ င်းတို့မြေပြားကြီးအမြင်တွင်ဘဝရှင်မေဒီယာကြီးဖျားသည်ရတနာဘုံနေပြည်တော်နှင့်မေဒီယာကြီးဖျားစိုးပိုင်အုပ်ချုပ်နေသောနေပေဒေတာများမှလာရောက်ဆက်သကြသောမင်းသမီးများကိုလုံတော်မောင်းများမြူသားနေစားတတိတကြွေတို့၏သမီးများအားလုံးတို့သည်ကိုမာရီရွယ်16နှစ်ကျော်ရည်ကြီးသာဖြစ်နေပြီတဲ့ယခုတိန်နီစော်ဘွားကြီးလာရောက်ဆက်သသည့်မင်းသမီးလေးမှာတခြားတစ်ပါးသောမိန်းမများနှင့်ရုပ်ကြီးယူပကမြည်တို့များမထူးခြားမကွာခြားတော့လဲအရွယ်တော်မှာကွာခြားနေပြီတဲ့ဂေါ်ဒီရွယ်နှင့်ကိုမာရီရွယ်ဖြစ်နေပါတယ် ကုမာရီများသည်အသက်အရွယ်နှင်းငယ်ကြီးလာသည့်အတွက်စဉ်းစားတတ်လာပေတယ်။အရှက်လည်းရှိမည်အကြောင်းလည်းရှိမည်။ဂေါ်ရီရွယ်သည်ကလေးများပင်ဖြစ်၍အရှက်မရှိနိုင်။မစဉ်းစားတတ်၍စိုးရိမ်စိတ်ကြောင်းတန်စိတ်ကလည်းကင်းပြီမယ်။ထို့သောနုငယ်သူကလေးများကိုကြိုက်သလိုပုံစံသွင်းယူလျင်လွယ်ကူပြီမယ်။ဒီအကြောင်းများကြောင့်မီဒီယာကြီးဖျားရွှေစိတ်တော်တွင်ထူးခြားသည်ဟုထင်မှတ်တော်မူပြီးတယ်။ထို့သောထင်မှတ်တော်မူနေသည့်စိတ်ထားကိုကွဲပြားခြားနာသွားရန်ပြသနိုင်ဖို့တခြားနည်းလမ်းများထွက်လွယ်ကူသောနည်းလမ်းမှာ ကောရီရွယ်တိုင်းကောရီအတွေ့အထိကောရီအနုညံမျိုးရှိသည့်ဆိုသည်ကိုထင်ရှားသိတော်မူစီရန်ကောရီရွယ်သမီးတော်လေးများကိုကြီးဆက်သလိမ္မာသာမီဒီယာကြီးဖျားသိနေမိသမီးလေးပေါ်ဆွဲလန်းတန်တာစေရောပသွားပြီမယ်ဒီအကြောင်းများကြောင့်မိဖျားကြီးနှမတို့သည်ဤဆက်တော်ရင်းနှီးသည့်နောင်တော်ပများလက်ဆွဲတော်ကြီးများတို့နှင့်တိုင်ပင်၍ကောရီရွယ်များဆက်သတော်မူရန်ကြံစီနေကြခြင်းပင်ဖြစ်သည်တိန်နီမိသမီးလေးဘာမှပင်အရှိတပွဲပွဲအစွဲကြီးဆွဲနေတော်မူသောယောဂါတော်ကိုကုစားရန်အတွက် ငယ်ရွယ်နုနယ်သည့်သမီးကညာဆက်ရေးပြဿနာတရက်ပေါ်ပေါက်လာပါတယ်။ရွှေနှောင်းကြီးနဲ့နေကြသောအောက်သာဒိတ်ကမရှိသူတို့သည်အသည့်အသည့်သောသမီးကညာဆက်တာနိုင်ဖို့အရေးသည်ယခုချိန်တွင်သိရရှင်ရသည့်အရေးကြီးသည့်ကိစ္စဒုတိယဖြစ်နေပါတော့တယ်။တောင်းကျွမ်းသောမုံဆိုးတို့သည်တောင်းမြန်၏လယ်တွင်သူလိုချင်သောတားကောင်အားကြိုက်ရလည်းနှင့်ဖြင့်ဖြိုခွင်းကရယူနိုင်သလိုရည်မြင့်တနည်းပြည့်ရှင်မင်းဖြစ်သောမင်းတရားကြီးသည်လူတော်လာအတွင်းဝယ်သူလိုချင်သောချက်သားကုန်တို့၏နှလုံးသားများကိုအာနာလက်နှင့်ဖြင့်ပြည့်ခွင်းက သားကောင်ရင်ကိုခွဲယူ၍အသေးယူနိုင်သည်ဟုနားလည်ပြီးဖြစ်ကြပါလိမ့်တယ်။ထို့ကြောင့်မင်းရွှေညံရှင်မိဖုရားကြီးများသည်မင်းရကြီးဖုရားအပရိယစင်၍လမ်းတွေကိုညွန်ပြကြခြင်းဖြစ်ပါလိမ့်တယ်။ ိုးရပွဲပွဲရွာသွင်းနေသောနေ့ဖြစ်၏တတုံတုံတိုက်ခက်လျက်ရှိသောလင်းညင်းချင်းအောက်တွင်ယန္တနာဘုံနေပြည်တော်သည်တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏လေဆော့သဖြင့်နမ်းမြို့တွင်မှအုံမြင်မြို့တို့၏အုံလံငယ်တို့သည်ဘယ်ရင်ညာရင်ကလေနူလှိုင်းနှင့်အတူလွန်ပလှောက်ရှားနေပါလေတော့လေမိုးရီဆိုဆွေးသဖြင့်တပင်တိုင်းမှာအရွက်အဖူးညွန့်တို့သည်လမ်းဆန်းဆင်းဆိုတာယာနေသလိုပင်ရှိလာပါれဘိုးရစင်းစိတ်တဖွဲဖွဲရာသွန်းနေခြင်းပင်ဖြစ်နေကြလားမြင်းဒုံဆိုင်ကနမ်းမြို့တွင်သို့ဝင်ရောက်လာသောမြင်းစီသမားနှစ်ယောက်မှာ ရွှေနန်းတော်ကြီးတွင်ဝင်ရောက်ရမည်တကဏီတော်ဝတွင်ရက်တံသွားပါれတကဏီတော်မှာတစ်ခုတည်းသော အတွင်းတည်တက်မြို့တကားဖြစ်၍အဆောင်ကျက်ထူတက်လှသလိုအစီအစဉ်အမိန့်များလည်းစည်းစက်တေချာလှပါれတကမှုစီမကြည်နှခွင့်ပြုချက်ရမ်းမှသာနန်းတော်ကြီးနှင့်ချင်းကနိုင်ပြီဝင်ရောက်နိုင်ပြီမယ်ယင်းဒီတော်အုပ်မှာလက်ဆောင်ပနာတော်ဆက်အဖွဲ့ဤရှိတော်မြင်းများဖြစ်ကြပါれပနာဆက်အဖွဲ့ဆက်ရောက်လာကြမည်တရင်တို့ကိုရွှေနတော်တင်ရန်အတွက်ရှည်ပြီးဖြင့်ရောက်ရှိလာကြခြင်းဖြစ်၍ တကဏီတော်မှဝင်ခွင့်ပေးလိုက်ပါတယ်။မြင်းစည်းယောက်ျားနှုတ်နဲ့တူးမှယခင်ကတည်းကနမ်းမြို့တွင်နေထိုင်ဝင်ထွက်သွားလာဘူးသူဖြစ်၍အခက်အခဲမရှိဘဲတရေဝင်ဦးလုံးရှိရသို့အင်းမြန်ဆောင်သင်းပြီးယူဆောင်လာခဲ့သောသူတို့တခင်ဤတဝင်လွာကိုတွားရောက်ပေးဆက်လိုက်ပါတယ်။တရေဝင်မင်းကလည်းတဝင်လွာကိုဖန်ရင်းပြုံးလာပါတယ်။ကဲအရှင်တော်တို့ယခုဝင်ရောက်၍တင်လျှောက်တော်မူပါဗျာ။ကျုံနေတပါတယ်တင်းတို့ဦးအခါစားဝင်ကြသည်ပါ။ပြုံးရင်ဦးလုံးကဦးဆောင်ထွက်ခွာသွားပါလေ။မီဒီယာကြီးဖျားလဲ။ ။ဘောင်းတော်ဆောင်တွေအနှိတ်တော်ဆက်ခံယူနေခြင်းဖြစ်ပါလိမ့်တယ်။ဥလုံးလင်းဖော်နှစ်ယောက်နဲ့အတူမင်းဒီယာကြီးဖျားခါးစားရင်းရှောက်တင်လေးတယ်။ဘောရှင်မင်းဒီယာကြီးဖျားထံတော်မောက်တို့လက်ဆောင်ပနာတော်နဲ့တမိကညာဆက်တာရင်အမြင့်မျိုးသားကြီးဆက်ရောက်လာပါတော့မည်အကြောင်းရွှေနတော်တင်လျှောက်ပါသည်မင်းဒီယာကြီးဖျား။အမြင့်မျိုးသားကြီးနဲ့တက်ဆိုင်ရာအဖွဲ့သားများ ရှိတော်သူဝင်ရောက်ခွင့်ရှိသည်ဗျာမင်းဒီယာကြီးဖျားပြန်ကြတော့မူကြရဦးလုံးလဲဆက်လက်တင်လျှောက်ပါတယ်မှန်လားဗျာမိုးတက်လီများကြားရောက်နေသည့်အတွက် ဘနာတော်ဆန့်အဖွဲ့မှာအီယံမြင့်နောက်ဖက် အာလောင်စိတ်ကမ်းဘက်တွင်မိုးလီငိမ့်ဆောင်စားရင်းနားနေကြမှာဖျားလီမိုးများငိမ့်တဲ့ချိန်ဆောင်ဆိုင်ပြီးမှကုလာရမြည်ရဲ့ကြောင်းနားတော်လျှောက်နေရန်နှင့်မြင်းတီတော်များသာရောက်ရှိလာကြမှာဖျားဒီနေ့ဖြင့်အချိန်မဲ့အခါမဲ့တွင်မှရောက်ရှိလာကြမည်ဘနာတော်ဆန့်အဖွဲ့ဟာလူလီသည်မရှိခြင်းရင်ငလုံးမင်စီစဉ်ဆောင်ရွက်ပေးစီဗျာဗျာရီတော်မြတ်အတိုင်းစီမံဆောင်ရွက်တော်မူပါမည်ဘဝရှင်မင်းရည်ကြီးဖျား ။ဂုံဝင်စိန်ကန်းတို့လည်းအကြော်လွတ်တော်မူ၍စိုက်ကလာမိပနာဆက်အဖွဲလေတော်ကလည်းသွားရောက်၍ကျွန်တော်မျိုးတော်ကြီးကိုယ်တိုင်ကြိုဆိုပါပြီဖျား။ဒါဟာဖြင့်အမြင့်မျိုးသားကြီးနဲ့နောင်တော်ပါဖွဲ့သားများနဲ့နေရင်မှာပဲဧဝေပြုတ်လိုက်ပါငလုံး။ဒီညရာကိုနန်းတွင်ရုပ်ဆောင်အဖွဲ့ကိုခေါ်ယူဖြောပြေးစီရန်အမိန်တော်မှတ်လိုက်တော်မူသည်ဗျာ။ဝမ်းမြောက်လာပါသည်မင်းဒီယာကြီးဖျားအမြင့်မြို့သားနှင့်အဖွဲ့သားများကိုလည်းမင်းဒီယာကြီးဖျားဂိယုနာတော်ရှိသည့်အတိုင်းရုပ်ဆောင်ပွဲဖြင့်ဧကန်၍ပြုစုလိုက်ပါမည်ဖျား။ ကောင်းလာသည်ဗျာခီးစဉ်ပန်းလာရှာသူများကိုလိုသည်ပြည့်ပြုစုယူရပေးပါမအပန်းပြေမပေါ်ငလုံးရဲ့အမည်မျိုးကလေးတန်လေးတန်နဲ့လာရသည်ခီးကလည်းပြင်းပြီပဲဗျာမှန်လားပါလှင်းဖြင့်၃ညနဲ့၄ရက်ခီးနေပြီးမှနေပြည်တော်နောက်ဖြတ်အာလုံရွာစိန်ခန်းသို့ရောက်ရှိနိုင်ပါသည်ဖျားငါကိုယ်တော်မြတ်ကြီးသည်လွန်ခဲ့သော၅နှစ်လောက်စီကမြင်းတော်နှင့်ရောက်ဖူးသည်ဗျခီးတော်ဝေးရုံမကပဲတွားရည်လည်းခက်ခဲသည်နေရာတွေပဲငလုံးရဲ့ နင်းရဲ့ဧည့်သည်တွေဝိပြုဖို့အစီအစဉ်ပြုကြပြီရောဗျာရိတ်တော်များအတိုင်းပါဖျားဥလုံးနဲ့မြင်းတီတော်နှုတ်ဦးဒီလဲမင်းတရားကြီးဟာကတော့လေးရဲ့ပြန်လည်ထွက်ခွာသွားကြပါတယ်ထူခိုက်ဝဲလောကတခွင်လောအမှောင်မိုးတို့စုံမျိုးနေပါတယ်မိုးဝဲမိုးပေါ်တဖျောက်ဖျောက်အောက်တွင်ဥလုံးတို့သည်မြင်းကိုယ်သည်စီလျက်ရွှေနှဲမျိုးတကားစီတို့ထွက်ခွာသွားကြပါတယ် နနက်ညီလာခံဆဲပြီးသည့်နောက်ဥွှေမောင်ကြီးလည်းမြည်သည့်တောင်းဝင်မြမရှိသည့်ဖြစ်၍ဒိုင်နာမင်းကြီးဥဖိုးအိမ်သို့စစ်တူရင်ကစားရန်လိုက်ပါသွားပါသည်ဒိုင်နာမင်းကြီးဥဖိုး၏နေအိမ်တော်မှာတောင်ဥယျာဉ်တော်အဆုံးမင်္ဂလာရေကန်တော်၏အရှိတောင်ဘက်ကက်လျက်ရှိသည့်ဖြစ်၍ရွှေနန်းတော်နှင့်အနီးဆုံးဖြစ်ပါသည်ဝင်းကြီးများ၏အိမ်များအလုံးထက်ဒိုင်နာမင်းကြီးဥဖိုး၏အိမ်သည်ရွှေနန်းတော်ကြီးနှင့်အနီးဆုံးဖြစ်ပါသည်နေအိမ်ဤကဲ့သို့လည်းဒိုင်နာမင်းကြီးဥဖိုးမှာရှင်ပရင်မျက်နှာလိုမျက်နှာရအလုံးဆုံးဖြစ်ပါသည် ထိုဒီကိုအကြောင်းပြု၍သူတို့ဝိညာဉ်ချင်းချင်းတိုင်းနာမင်းကြီးရာမကြတကြဖြင့်သခင်ဘကတ်ဟောင်းသည့်ခွေဝဲစားတိုင်းနာဟုပြည့်ရပြုကြပါသည်။အဲနာမင်းကြီးနှင့်ဦးရွှေမောင်ကြီးတို့မှစစ်တူရင်ကစားရတွင်လက်ညီလာသည်ဖြစ်၍အကျိတ်နှင့်ကစားရလေရှိပါသည်။သူတို့နှင့်ရောစစ်တူရင်ကစားကြသည်ဟုအတန်ကြားသည့်ဆိုပါလျင်အနီးပါးမှဝါသနာပါရှိသူများလာရောက်ကြည့်ရှုအတုခိုးကြရသည့်အဖြစ်မျိုးရောက်အောင်ကစားရတွင်ကျွမ်းကျင်လှပါသည်။အကျိတ်နှင့်ကစားကြရင်ကတိုင်းနာမင်းကြီးတွင်ယထာတစည်းသာကြံတော့၍ ။ဥရွှေမောင်ကြီးမှလည်းစင်နဂေါနဲ့စစ်ကဲသာရှိပြီးတော့လေ။စင်စစ်ကဲနဲ့ယထာအကျိတ်နဲ့ကျဲရသည့်အဖြစ်မျိုးမှာစစ်တူရင်ကစားကြွမ်းကျင်သူများအတွက်စိတ်ဝင်စားဖွယ်ကောင်းသလိုဥဒဲတုံပွဲလည်းဖြစ်ပါတယ်။အလောင်းကြီးမှမျက်နှာတွင်ထုံးခွေတမ်းပင်ဖြစ်တော်လေ။သူတို့ဤအနိုင်မခံရှုံးမပီးသည့်စိတ်ထဲကြောင့်နဖေးပိယိတ်တမှာတဝုံဝုံတဝုံဝုံသူ့ဘက်ကိုဘက်အပြိုင်အားပေးနေကြပါတယ်။ကိဝင်မင်းကြီးဦးကောင်းကဥရွှေမောင်ကြီးဘက်မှနေလျက်အားပေးနေပါတယ်။ခမ်းဘက်မင်းကြီးနဲ့ရွှေပြည်ဝင်ကြီးဦးဘိုးလိုင်တို့မှာ ဒိုင်းနာမင်းကြီးဘက်မှအားပေးပါတယ်။လူဝင်ပိုင်းမှာလည်းဂျန်နီသက်ရဘက်မှအားတက်သရောကုညီမြောက်ပင်ပေးနေကြပါတယ်။ထို့စဉ်ဘဝရှင်မင်းရကြီးဖျားထံမှဥရွှေမောင်ကြီးအားချက်ချင်းခါးစားဝင်ရန်လာရောက်ခေါ်ယူမင်းစီလူလင်ရောက်ရှိလာသည်ဖြင့်ဥရွှေမောင်ကြီးကပြောလိုက်တယ်။ဒိုင်းနာမင်းတို့မှအကြံပိုင်လိုက်ပုံကတော့မပြောပြချင်ပါဘူးမင်းကြီးတို့ဗျာ။ထုံးခွေကန်ဤတော့မှမင်းရကြီးဖျားနဲ့ချိတ်ဆက်လှုပ်ထားပြီးကျုပ်ကိုအခေါ်တော့ခိုင်းလိုက်လေသည်ဗျ။အမိန်တော်ဆိုတော့သွားရပါယုံမယ်။ အမလေးလေးကိုရင်ရွှေမောင်ကဒီလိုပြောတာကြုတ်ကိုစုံသွားပြီပါကိုရင်ဘလောက်တတ္တိရှိတယ်လဲကြုံနေစီးစင်ချင်းထပ်ပြီးပွဲစားထိုးခြင်းတပြားဒီခံပါတိုင်းနာမင်းကြီးရဲ့မင်းကြီးစီးစင်ကိုလည်းအကျုံမယူလိုပါအကျုံအနေနဲ့မင်းကြီးကိုထုံးသားရရုံပဲကြည်နေပါလေဗျကိုရင်ရွှေမောင်ကဝါကြားလာကြီးကဲပါကြိုက်ကြီးထပ်ပြီးတပွဲလောက်စမ်းကျင်သည်ပါအမျက်တော်ရှာခံပြီးအေးမှုအကျုံသွားအောင်မင်းကြီးမကြည်နေသေးသည်ထင်မိပါက မင်းကြီးရှိစည်းစိမ်ပြင်အိမ်သူနဲ့သမီးပါအစ်စ်ထဲကြီးတိုက်ပြီးနောက်မြမှာတပွဲတလန်းစမ်းရသည်ပါဥရွှေမောင်ကြီးသည်ပြောဆိုရင်မုံရင်မင်းလူလင်နဲ့အတူဥရွှေမောင်ကြီးစကားကြားရသည့်အတွက်စိတ်ဆိုးမှန်သူနဲ့စစ်တူရင်ခုံကြီးကိုကင်ပေါက်ပြလိုက်ခါတောက်ခေါရင်းအာသည်နေတော့စစ်တူရင်ပွဲကြီးနေသူများဘက်လှဲ့ကကင်းဝင်ကပြောကြားလိုက်ပါတယ်ဒီကိုရင်ရွှေမောင်တို့နောက်ကျုပ်နဲ့စစ်တူရင်ထိုးရမှာကြောက်တော့ကျုပ်အစွမ်းပြနှိမ်ထားမှာဖြစ်ပြီတော့မယ်ဦးကောင်းရဲ့ ဟုတ်ပြီဒီပါမလုံသားလောင် ဆုံးမပေးပါမတီးတငင်ငိန်သွားပြီမိဘအခုတော့ကိုဖိုးကရှော်ပေးနေလို့လားမသိဘူးကျို့တို့မြင်းရသည်အချိန်တိုင်းကိုဖိုးမျက်နှာပေါ်ထုံးပြင်းနေကြည့်ပဲဂီဝင်မင်းစကားစားတွင်အနှဲငယ်ပြုံးယောင်တန်းလာသောဦးဖိုးမျက်နှာတွင်ဦးကောင်းစကားဆုံးကြမှာသူ့ပဲလှဲ့လာသည်ကိုရိပ်မိသည့်အတွက်ပြန်ပြောလိုက်တယ်လာပြန်မလားကိုရင်ကောင်းကဒီတငယ်ဦးကျုပ်ကဂီဦးမဆိုင်တော့အမှုမထားတော့သည်ဟုအထင်မှတ်ပြီးပော့ပော့ဒဏ်ဒဏ်ကစားသည်ဖို့ထုံးတို့ခံရသည်ပါ ။အိုးဒီလိုလား။ကိုရင်ဖို့တလောက်တောင်အချိန်ချိန်ပုတ်ပေါ်တန်တန်သဘောထားနေသည့်အတူတူတသက်လုံးအလျှော်ပေးနိုင်ရင်လေပြီးဒီပါကိုရင်ဖို့ရေ။တင်းကဝါကြွားလုံးတာကြောင့်ဆုံးမခြင်းသည်ကိုကောင်းရဲ့အလိုလိုက်အမိုက်ဆိုကဆိုသည့်နယ်ပါ။ဘာတောင်ကိုရင်ဖို့ဟာစီးရင်ညှက်ပြီးအလိုလိုက်သေးသည်မို့ကြေးစံနေသည်လားဘလို့ဗျကိုရင်ကောကျုပ်တကယ်ပြောနေသည်ကိုတော်ရော်သည်လားကိုရင်ကောဆိုင်နေတော့ဆိုရင်ကြိုက်ကြီးထက်ပြီးအခုကင်မှ ကိုဖိုးကလည်းဒေါသကြည်လာကြည်လာလောင်ကစားခြင်းဆိုသည်ဟာဖះလည်းမကြိုက်တန်ငါလည်းမကြိုက်သည်အလုပ်ဖြစ်သည်မို့ကြုံတော့မလောင်ရဲပါဘူးလောင်ကစားလေသူပြီးပြီးလောင်ကစားတဲ့ရင်နဲ့သာလောင်မရော့တိုင်းနာမင်းကြီးရဲ့ကိဝင်မင်းကြီးဥကောင်းကြီးဆက်ဖြည်းဖြည်းမျက်နှာလေးနဲ့ပြောစကားကြောင့်ပေးမှာပြိတမရီမောလေတိုင်းနာမင်းကြီးဒေါသထလေတိုင်းနာမင်းကြီးဒေါသထလေပြိတမတဝဝနဲ့ညာရေးရီလွေဖြစ်နေပါတယ် မင်းနေကြီးဖျားအဘတော်တို့ဥရွှေမောင်ကြီးရောက်ရှိသွားချိန်တွင်ဗမရာတနာဆောင်သည့်အခါစားဝင်ရောက်လာကြသူများနှင့်ပြည်လူမခန့်ရှိနေပါသည်မြင်တွေ့နေကြမျက်နှာများမဟုတ်သည်ကိုသတိပြုမိသောဥရွှေမောင်ကြီးနေဖြင့်ဝီလန်သောဒေသမှကြီးတော်မျိုးကျွန်တော်မျိုးများဖြစ်ကြောင်းအလိုလိုနားလည်လာရပါလိမ့်တယ်မင်းနေကြီးဖျားအဘနီကခါစားနေကြသောသူများအားဂယူဆိုင်ကြည့်ပါမှတရေဝင်ဥလုံးနှင့်အတူအမြင့်မျိုးသားကြီးကိုမြင်တွေ့ရပြီးအမြင့်မျိုးသားနှင့်အတူပါလာသူများဖြစ်နိုင်ကြောင်းခံမှန်းမိပါသည် ဥရွှေမောင်ကြီးရောက်ရှိပြီးမရှင်းမနှောင်းမင်းစိန်နှုံးမိဖုရားကြီးအခါစားဝင်ရောက်လာပါတယ်။မိဒီယာကြီးဖုရားလည်းစိန်နှုံးမိဖုရားကြီးကိုရှူသားတော်မူရင်းကမိန့်တော်မူဒီမှာကိုတော်မြတ်ကြီးကိုဒီကအမြင့်မျိုးသားကြီးလက်ဆောင်ပနာတော်များနေတကွသမီးကညာပါဆက်သားရဲ့ရောက်ရှိလာသည်ပါဆုစုရဲ့မောင်မောင်ဖုရားဖုန်းတော်ကံကြောင့်လက်ဆောင်ပနာများနေသမီးတော်လာရောက်ဆက်သားကြသည်ကိုကြားသိရတော်မူ၍ဝမ်းမြောက်လာကြောင်းမှာမောင်မောင်ဖုရား အဲ့ဒီသမီးတော်လေးကိုရွှေနှန်းတွင်ဒလိထုံးတယ်များနဲ့ပြောဆိုနေထိုင်များတင်ကြားပြသပေးရန်စုစုကြီးစီ အနန္တော်မူလိုသည့်အတွက်အခေါ်တော်လွှတ်ရခြင်းပေးကပဲမမောင်ဖေဟာလူရှိတော်သည့်အတိုင်းတင်ကြားပြသပေးပါမည်ဖေဟာဒါဖြင့်အခုပင်စုစုကြီးနဲ့အတူအမြင့်သမီးတော်လေးကိုခေါ်ယူသွားပြီတော့စုစုကြီးကပဲကြီးရှုပြီးလူဝက်သည့်လက်ဝတ်တန်းစာဒရာရာများကိုလည်းရွှေတိုက်တို့မှထုတ်ယူပေးသနာတော်မူပါပြီ။ အမိန်တော်တိုင်းဆောင်ရွက်ပါမည်မောင်မောင်ဖျားဟုမိဖုရားကြီးလည်းခြေတော်ဥခိုက်ကသမီးတော်ကလေးကခေါ်ဆောင်၍ထွက်ခွာသွားပါတော့တယ်မင်းတို့မင်းတရားကြီးလည်းဥလုံးနဲ့အမြင့်မျိုးသားကြီးဆက်သသည့်သမီးတော်ကလေးကိုနိုင်လို့ရှိအစင်လာပါရှိသည့်အတိုင်းရွှေနန်းတော်အသုံးတုံးဒလိထုံးစံများကိုတင် जा နိုင်ရန်အနံထားလိုက်ကြောင်းမိန်တော်မူနေပါတယ်မင်းတရားကြီးဖျားနှင့်ရည်ရည်ရွာရွေးနေပေဒီသအကြောင်းများပြောဆိုလျှောက်တင်ကြပြီးနောက်ဥလုံးနဲ့အမြင့်မျိုးသားကြီးတို့အဖွဲ့လည်းပြန်လည်ထွက်ခွာသွားကြပါတော့တယ် ဗမယဒနာခမ်းမဆောင်တွင်ရှိအေပယိတ်သည်။ထွက်ခွာသွားတော်မူလီတို့မှာမင်းဒီယာကြီးဖျားဘားတော်တွင်အခါစားလျက်ရှိသည့်ဥရွှေမောင်ကြီးအားအမေတော်ရှိတော်မူပါれ။ငမောင်ကြီးရဲ့နေထင်းထင်းဆောင်ချုပ်ထားသည့်ဆောင်တော်ကူမတန်းနှင့်တွင်တိန်နီမင်းသမီးလေးကိုနေ့စဉ်အလှည့်ပေးပြီးတခြားမိဖုရားတစ်ပါးနှင့်တွဲဖက်အလှည့်ပေးတော်မူရင်ကောင်းလိမ့်မလားလို့အကြံတော်ဆက်ဆံကျွန်တော်မျိုးကြီးမတင်လျှောက်တဲ့ဒီမို့မင်းဒီယာကြီးဖျားလူရှိရာမိန်တော်မူပါဆောင်တော်ကူမတန်းတင်ရန်ကျွန်တော်မျိုးကြီးအသိဉာဏ်ရှိကြောင်းပါဖျား။ ဒီအနေဖြင့်တင်းဒီမင်းသမီးလေးကိုနေ့စဉ်စင်ရင်တင်ရန်နှင့်မှတ်တမ်းတွင်ပါရှိနေသောအဆောင်ရနိုင်ရမိဖုရားရွှေတိုက်စီရင်ဝင်မိဖုရားများနှင့်တွဲဖက်၍တင်းဒီတစ်ပါးကြာစင်ရင်ပြုလုပ်စီဗျာမှန်လားပါပင်ကဲ့သို့စတင်၍မိဖုရားများကိုဥဥစားထားရှိရမည်ကိုမိန့်တော်မူပါဗျာအဆောင်တော်ကူးရဲ့စတင်ပြက်ကွက်ခဲ့သည့်နေ့ကအလှည့်ကြသည့်မိဖုရားကိုဥဥစားပေးကတင်းဒီနမတော်ကလေးနှင့်တွဲဖက်စီဗျာတင်းမြတ်တော်မူ၍တရားမြတ်တာလအကြောင်းမှာမေလျာကြီးဖျား ျွန်တော်မျိုးကြီးယနေ့ပင်စည်ရင်သည်ဖွင့်၍အချိန်မနှောင်းမီမင်းတရားကြီးဖျားရွှေလက်တော်အရောက်ဆက်သတော်မူပါမည်ဖျား။ကောင်းသည်ဗျကောင်းသည်ဗျငမောင်ကြီးစည်ရင်ကိုယနေ့ဆက်သစီဗျာ။ င်းဒီယာကြီးဖျားဆူမိန်တော်မူပြီးနောက်မျက်နှာတော်လွှဲသွားပါသဖြင့်ဥရွှေမောင်ကြီးလည်းဥခိုက်ကတော့ပြီးနောက်ပြန်လည်ထွက်ခွာလာခဲ့ပါတော့တယ်။ဘဝရှင်မင်းဒီယာကြီးဖျားဆောင်းတော်ကူးရင်များဖောက်လွှဲဖောက်ပြန်ဖြစ်နေသည်တို့ကိုအဆောင်ရနိုင်ရမိဖျားကြီးများတဲ့တွင်မင်းဒီယာကြီးဖျားအပြောရဲဆိုရည်သည့်စင်ဖြူမရှင်မိဖျားရွှေနတော်တို့ပေါက်ကြသွားပါတယ်။စင်ဖြူမရှင်အလေနမတော်မိဖျားမှာဘာကြီးတော်မင်းဖျားကြီးနှလုံးသားကိုစားသုံးပြီး အယူလုံးလုံးဖြစ်အောင်ပြုမူခဲ့သည့်နမ်မတော်မေနုမှာဆင့်သက်လာသောအနွယ်ဝင်တမိမီဘီယာဖြစ်ပါတယ်။ဗာမျိုးဘိုးသူဆိုသည့်အတိုင်းမေနုမီဘီယာကြီးဖျားကိုချွဲလွန်းနွယ်လွန်းသည်ဟုရွှေနန်းတို့သူနန်းတို့သားတိုင်းသိကြပါတယ်။စိတ်မလဲလွန်ကြီး၍နေရတကာတိုင်းတို့တွင်အနိုင်ယူလိုသောစိတ်ထားရှိသည်ဖြစ်ပါတယ်။အခွင့်အရေးရယူနိုင်ရန်မေနီယာကြီးဖျားလိုလိုက်၍အကြိုက်ဆုံးရတွင်စင်ပြူမရှင်မီဘီယာကြီးကိုမှီသောမီဘီယာတစ်ပါးမှမရှိပါ။စင်ပြူမရှင်မီဘီယာကြီးသည် မင်းရည်ကြီးဖះအာမျက်နှလုံးမျက်နှာပြုတ်လို့ဆောင်ရွက်ပေးသည်နှင့်အမျှရရှိလာသောခွန်ရင်းနှင့်မျက်နှာသာပေးအရေးယူခြင်းတို့ကိုလည်းအထူးခံခဲ့ရပေတယ်။ထို့သူမင်းရည်ကြီးဖះမြောက်စားတော်မူ၍အရာခတ်သိမ်းသောကိစ္စများကိုဒိုင်းနာမင်းကြီးဥဖိုးတို့လိုမင်းလုံလိုက်မင်းကြိုက်စောင့်တဲ့သောဝင်းကြီးလေးများကသတင်းတူရှိပါကတင်လျှောက်တက်လေရှိသည်ဖြင့်တချို့သောကိစ္စဝိဇ္ဇာများကိုဘဝရှင်မင်းရည်ကြီးဖះထက်ရှင်ဖြူမရှင်မိဖះကြီးကအရင်ဥပီတိနေတတ်ပါတယ်။ရှင်ဖြူမရှင်မိဖះကြီးသည် မင်းဒီယာကြီးဖေဟာလူတော်လိုက်အကြိုက်ကိုဆောင်ပေးသဖြင့်ရရှိလာသောအခွင့်အရေးနှင့်အာဏာများကိုတက်မှတ်တွင်တာမဲမသိတက်မှတ်တွင်တာ လာခဲ့ပါတယ်။မင်းတို့မင်းဒီယာကြီးပေးရသောအခွင့်အရေးနှင့်အာဏာစည်းစိမ်ကိုယင်မှုရမယ်အရသာခံစားရမယ်တည်နေသောစင်ပြူမရှင်မိဖုရားသည်မင်းတို့မင်းဒီယာကြီးဖေဟာမမာတော်မူခြင်းတွင်လောက်ကျန်တပည့်ချင်းပြုလုပ်သည်ဟုတချို့ရသဝင်ဆရာများဆွဆွဲခဲ့ပါတယ်။သာတော်များနှင့်မိဖုရားများဝင်းကြီးဝင်းလေးနှင့်အရေးပါသူများကိုလည်းစင်ပြူမရှင်မိဖုရားက ျွန်တော်မောင်တုတ်တို့ဟာတုတ်တင်ရန်စောင်းပါရေးချီအကြံပေးခဲ့သည် ဟုလဲရှိသူတို့ပြောကြပါတယ်ဆန်ရီးသူခုလိုအစားဆုံးနားဆင်ပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ